ဆရာတော်ဗျာဖျားတပည့်တော်တို့မိသားစုကိုမနာလိုဖြစ်ပြီးတော့အညှိုးကြီးပြီးတော့အောက်လန်းနဲ့အကြီးအကျယ်တိုက်ခိုက်နေပါတယ်ဗျာလှုပ်ထားတာလည်းနှင်းနဲ့ချီနေပါပြီလူလည်းအတော်ကိုခံနေရပါတယ်ဗျာပတ်စံတွေလည်းကုန်နေပါပြီဗျာဘလို့လုံးအောင်မလဲဗျာတဲ့အေးနော်အဲ့တနာစရာပဲနော်အောက်လန်းအသက်ပညာကြီးဒါတွေကလည်းနေရာတိုင်းမှာရှိတယ်နိုင်ငံတိုင်းမှာပါရှိတယ်မြန်မာပြည်လည်းမဟုတ်ထိုင်းမှာလည်းပေါ့မလေးရှားမှာလည်းပေါ့အင်ဒိုနီးရှားပေါ့ဟုတ်အမေရိကရောက်တော့ ိုပေါ်နေတာတွေ့ရတယ်ဗျဟုတ်ဂျော်ဂျီယာမှာဆိုရင်ဒီအောက်လန်းဈေးတောင်ရှိတယ်နော်အဲ့ရအဲ့မှာတော့အော်တော့ဒီအမေရိကန်မှာကလူပေါင်းစုံနိုင်ငံပေါင်းစုံကရောက်နေသလိုမကောင်းတဲ့အသက်ပညာတွေလည်းအစုံရှိတယ်ကောင်းတာတွေလည်းအစုံရှိတယ်အမေရိကန်ဟိုအမေရိကန်မှာတောင်အာဖရိကဘူဒူးနည်းပညာတွေဘူဒူးအောက်လန်းတွေဘလက်မက်ဂျစ်တွေလေအဲ့ဒီအောက်လန်းပညာတွေလည်းရှိတယ်အစုံတိုက်ခိုက်နေကြတယ်ဘုန်းတော်မြန်မာပြည်မှာကြတော့ဒါမြန်မာပြည်မှာလည်းအောက်လန်းအသက်ပညာမျိုးစုံရှိတယ်ဒါပေမဲ့ဒီမှာဘုန်းတော်မြန်မာပြည်မှာကြတော့ ဖျားတရားလှုပ်တဲ့သူတွေများလာတဲ့အခါကျတော့လေနော်ဖျားတရားလှုပ်တဲ့သူတွေဆိုရင်တော့အောက်လန်ပညာတီးဓာတ်ရိုက် သူတို့ကဥမာ30ဘောလို့ရင်သူမှာအလိုမျိုးတကြဘောနဲ့ကြဘောလောက်ပဲဖြစ်တယ်။100ဘောလို့ရင်အလို30ဘောလောက်ပဲခံရတယ်ပေါ့။ဖျားတရားအားကောင်းတဲ့သူတွေတိလာမိုင်ပညာအားကောင်းတဲ့သူတွေဆိုတော့ဘာမှလှုပ်လို့မရအောင်။နော်တိလာမိုင်ပညာတော့အားနေတယ်။ဖျားတရားအတော့ကိုအတတ်နယ်ဆိုဘာသာရေးလိုက်စားတယ်အပရိပဒံရုပ်ဖက်တဲ့ထိုက်တရားလို့ဆိုကုသိုလ်ကောင်းမှုရှိတယ်ဆိုရင်တော့တို့တို့လှုပ်တဲ့မြအကုသိုလ်အောက်လန်းကတိုက်ရိုက်ကြည့်တော့တိတ်မကြည့်ရဘူး ဒါပေမဲ့ကိုယ့်ဘက်ကလည်းစီးပေါက်နေမယ်မကောင်းတဲ့အောက်လန်းတွေစောင့်မိထားမယ်အဆောင်တွေစောင့်မိထားမယ်ဆိုရင်တော့တိုက်ခတ်ရတာလွယ်တယ်။ဒါရဲပတ်သက်ပြီးအဆောင်တွေစောင့်တာနဲ့ပတ်သက်ပြီးဖုန်းကြီးဟောတဲ့တရားပြန်နာကြည့်တော့ဒီမှာဟောဖို့အချိန်မရတော့လို့ဘာဆောင်မှမဆောင်နဲ့ဟုတ်လို့တခါတလေထပ်ပြောရရင်ဖုန်းတို့ဟုတ်လို့တခိုးတို့ဓမြတို့ဆိုတာကသူ့ရဲ့ဒါအတွင်းလူပါတယ်လေနော်ဒါအတွင်းလူရှိရတယ်အဲ့အဲ့အတွင်းလူကဘယ်ရဘယ်လောက်ရှိတယ်ရေပွန်းအပြင်ဘယ်လိုဘယ်ပစ္စည်းဘယ်မှာဖွက်ထားလဲဒါသူ့အဲ့အတွင်းလူက ဟိုဒါလက်ထောက်ချပြီးမှပဲလာတာများတယ်တော်တော်များများတခိုးတွေတမျှတွေဘလိုင်းမလောက်ဘလိုင်းလာရင်တို့ခံရမှာဆိုလို့နော်အဲဆိုတော့တို့လည်းအန်နေကေးဖို့လာကြိုးလဲရအောင်တို့ပိုင်နိုင်တဲ့အရာကိုစုံစမ်းလေ့လာစုံစမ်းစနေနာပြီးမှခိုးတာတိုက်တာလေအဲ့လိုပဲအောင်လန်းနဲ့တိုက်တဲ့သူဆိုတာလေကိုကတို့ဘလိုင်းလာတိုက်ခတ်ဖို့မလွယ်ဘူးကိုကအဲ့ဒီ ဖုန်ကြီးတွေဘိုးတော်တွေတက်တွေနဲ့တွေဟိုဖုန်ကြီးကဘာအဆောင်ပေးဟိုဝိဇာကဘာပေးဘေးဟိုဆရာကဘာပေးအဲ့ပေးတဲ့အဆောင်တွေအင်းတွေတရားတွေကိုစောင့်ထားတဲ့သူတွေဆိုရင်အောက်လန်းနဲ့တက်ရတာအလွယ်ဆုံးပဲကိုကတော့အန်ရကင်းနဲ့စီပါတက်တယ်ဆိုပြီးအဟုတ်မဲ့ပြီးစောင့်ကြတာလေအဲ့စောင့်လိုက်မှပိုဆိုးတာအဲ့ဒါမသိကြတော့အဲ့ဒါတွေစောင့်ပြီးဆိုမှတော့တဏ္ဍာကိုညှို့နှံသွားပြီနမတိအဲ့လိုတဏ္ဍာကိုညှို့နှံခြင်းအပြင်နှကောင်းနှမတွေကိုမစောင့်ရှောက်တော့နမနှစ် နံပါတ်3မကောင်းမိစ္ဆာတွေကိုယ်နှောက်ရှက်ဖို့ပို့လွယ်တယ်။အဲ့ဒီအဆောင်မှရှိရအဆောင်တွေကထပ်ပြောရင်အစိမ့်တည်းရဲ့တတ်တာပဲ။အစိမ့်တည်းအစိမ့်လောက်ပဲ။ဒီအဆောင်မှရှိရအဆောင်တွေကကိုယ်ဒုက္ခပေးဖို့ကိုယ်ကိုကုညီတယ်ဆိုတာချစ်တို့ခင်လွန်းလို့တော့မဟုတ်ဘူး။အဲ့ဒီအဆောင်မှသူတို့ချုံနှောင်ပြီးတော့အမိန်ပေးပြီးတော့စောင့်ခိုင်းလို့ကိုယ်ကိုစောင့်ရတာလေ။ဆောင်ရတာဆိုတော့တို့ကကိုယ်မေတ္တာနဲ့စေနာနဲ့ကုညီတာဆောင်ရှောက်တာလည်းမဟုတ်ဘူးနောက်တစ်ခုတို့ကိုယ်လည်းတကိုးလည်းအတ္တလောက်မကြည့်ဘူးအကုလောက်အောင်ကမ္မစိတ်ဒီအစွမ်းတကိုးမရှိဘူး နော်ဒီအာကိုရောက်လာအောင်အဲ့လောက်မစွန်းဘူးရိုးလေးတွေးကြည့်လေကိုယ်စရင်ကောင်းဆောက်ရှောက်တာနဲ့ဝင်းကြီးတို့တမနာဆောက်ရှောက်တာနဲ့ဘယ်လိုกว่าတော့ဘယ်လောက်กว่าအများကြီးပဲလေနော်အဲ့လိုပဲဒီအောက်လဲအစိမ့်တရဲတွေကိုယ်အဲ့ဒီအဆောင်မှရှိရအဆောင်တွေကအဲ့ဒီအဲ့ဒီပုံကိုယ်တွေကိုယ်ဆောက်နေဆိုတာအဲ့ပုံကိုယ်တွေကတကောအဲ့တလောက်ကြီးတာမဟုတ်နော်သူတို့ထက်ပါဝါကြီးတဲ့အောက်လန်းဆရာတွေအများကြီးရှိတယ်အဲ့ဒီအောက်လန်းဆရာတွေကဟဲ့လူလူတရားကိုဒုက္ခပေးတော့မယ်ဆိုရင် သူတို့ရဲ့မကောင်းတဲ့သူတို့မွေးထားတဲ့မကောင်းတဲ့အစိမ်းတရားတွေကိုလွတ်ဖို့ဆိုတာမလွယ်ဘူးနော်အဲ့ဟာသူတို့ငွေပေးပြီးသူတို့ကလည်းခိုင်းကြရတယ်လीမနာလို့လို့သူတို့ကလည်းကိုယ်မလို့လို့သူတို့မှာအဲ့ဒီအောက်လန်းပညာအဆုံးအောက်လန်းအတတ်ပညာတွေတက်တော့သူတို့ကတိုက်ခိုက်တယ်သူတို့ကကိုယ်တိုင်မတက်အောင်တက်တဲ့သူတို့လှုပ်ခိုင်းတာစီးပွားကြအောင်မိသားစုတွေပြိုကွဲအောင်စကားတွေများအောင်ရန်တွေဖြစ်အောင်ယောဂါတွေဖြစ်အောင်နော်ဒုက္ခပေးတာအများကြီးပဲအဲ့ဒီခါမှာဒီအောက်လန်းပညာနဲ့တိုက်တဲ့အခါ ဒီအောက်လန်းဆရာကလောက်တော့မယ်ဆိုရင် तू လောက်ရမဲ့ तू ဒီဘာအဆောင်နေဆောင်သားတလဲဆိုတာ तू ဟာသူ့ရဲ့အစွမ်းနဲ့သူ့ရဲ့တပည့်တွေလှုပ်ပြီးကြိတ်ခိုင်းတယ်နော်သူ့ရဲ့အစွမ်းနဲ့ကြိတ်ခိုင်းတယ်အဲ့ဒီအစိမ်းတရေတွေအဲ့ဒီပုဂ္ဂိုလ်ကဥပမာစောစောလို့ဘယ်ဘုန်းကြီးပေးလို့ညာဘုန်းကြီးပေးလို့ဘုန်းကြီးနေဆိုဘုန်းကြီးနဲ့မယုံနဲ့ဆိုတာအဲ့ဒါပြောတာနော်အဲ့ဒါတော်တော်များများဘုန်းကြီးနေအဲ့ဒါလှုပ်ရှားနေကြတယ်ပြောတာလဲနော်ဘုန်းတော်အဲ့ဒါသာသနာ့ကွယ်အကြောင်းဖြစ်နေတယ်ဘုန်းကြီးတွေဓာတ်တွေနဲ့တွေနဲ့လှုပ်ရှားနေတာအဲ့ဒါဒီဖျားဟုတ်နဲ့လုံးဝမညူသာသနာဖြတ်နေတာပဲ အပြစ်လည်းအမြဲတမ်းကြီးတယ်ဒကာဓမ္မရာအဲ့ဒါဒီမှာဟုတ်ထင်တာကိုကိုကိုအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံလေးဖိမလို့စီပွားရေးလေးအဆင်ပြေသွားဒီဘုန်းကြီးမလို့တို့ထင်တယ်ဘယ်အဲ့ဘုန်းကြီးဘလို့မနိုင်ပါနော်ကိုကိုကံကောင်းလို့ချဲလေးပေါက်သွားဟာဒီဘုန်းကြီးမှန်တယ်ချဲမပေါက်တဲ့သူကပုံများတယ်သွားကြည့်ကြည့်အောင်နော်အဲ့လိုမျိုးပေါ့အဲ့ဒါအဲ့လိုမျိုးကိုအားကိုကိုအားမအောင်လူတွေကသူများအကူရှာခြင်းကြတယ်ကဲထားအဲ့ဒါဆိုတော့ဒီအောက်လန်းနဲ့တိုက်မဲ့သူဒီအဲ့ဒီ အဲ့ဒီဒီအွန်လိုင်းပညာနဲ့သူ့ကိုအဲ့ဒီသူတို့သူတို့ဒုက္ခပေးမဲ့နော်ဘဘလည်းတရားဟောတာလေရပြတ်တော့အတန်ပြတ်ပြတ်တယ်သူတို့ဒုက္ခပေးမဲ့သူဒီဘာဆောင်နေဆောင်ထားတယ်လေအဲ့ဒီအဆောင်ဆောင်ထားတဲ့သူဆိုရင်သူတို့အဲ့အဆောင်မှာရှိတဲ့အဆောင်ကိုလောက်ခိုင်းတာဟဲ့မင်းဆောင်ထားတဲ့အဲ့မင်းဟာဘုသူ့ကိုဒုက္ခပေးအဲ့ဒီကိုသူတို့ညာညာအေးအေးပြအောင်လုပ်အိတ်မပြောင်းအောင်လုပ်ယောဂတွေပြအောင်လုပ်ရန်တွေပြအောင်လုပ်စီပွားရေးကြလက်တွေပိတ်အောင်လုပ် ငါတို့ခိုင်းတဲ့အချိန်မင်းမလွတ်ရင်မင်းနဲ့ကြီးကြပ်ကောင်းတယ်ငါမှရှိတယ်။မင်းတို့လုံးမယ်။ဆိုတော့ကိုကတော့အန်နီယဂိန်းနဲ့စီးပွားတက်တယ်ဆိုပြီးဆောက်ရတဲ့အဆောင်ဟာအဲ့ဒီအဆောင်မှရှိတဲ့အဆောင်ဟာသူ့တဲ့ပါဝါကြီးတဲ့သူ့တဲ့ဆိုးတဲ့ကောင်းတွေနဲ့ဟိုဘက်အောက်လဲဆရာချင်းကြောက်တော့ကြောက်ပြီးတော့ကို့ပြန်ဒုက္ခပေးတယ်။အဲ့တော့ဖဖို့အိမ်ဆောင်နဲ့ခြံဆောင်နဲ့မကာကွယ်ဘူးလားမကာကွယ်ဘူး။ဘာလို့လဲကိုကိုတိုင်ကလိုလိုလားလားနဲ့ဒီပစ္စည်းကိုအိမ်ပေါ်ယူခဲ့တာ။ဒီအိမ်ဆောင်နဲ့ခြံဆောင်နဲ့ကတောင်းမြစ်ပိုင်ကွယ်မရှိတော့ဘူး။ ီးတော့တချို့အိမ်ဆောင်နဲ့ခြံဆောင်နဲ့တည်းဆိုရင်စိတ်ပြက်သွားတာချို့ကိုဆောင်နဲ့ဆိုရင်ငါတို့ရှိနေရတော့ငါတို့နော်ဒါမအေကျော်ပြီးတော့တွေးတော်သွားတယ်ဆိုတာဖေးအေကျော်ပြီးတော့နော်အဲ့လိုဖြစ်ကုန်မယ်ငါတို့စောင်းရှောက်နေတော့ငါတို့ကိုမလေးစားဘဲနဲ့နော်ငါတို့ဘာမဟုတ်တဲ့အစိမ့်တရဲတွေခေါ်လာရဆိုတော့သူတို့မနေတော့ဘူးဘယ်လိုဖြစ်ကုန်နှကောင်းနေမဲ့တွေလည်းမစောင်းရှောက်တော့ဘူးအဲဆိုတော့သူတို့အာကိုလေပို့ဆိုးလေဖြစ်တယ်ကိုကတော့ နော်တချို့စီအဲ့ဒီအောက်လန်းနေအင်းနေတိုက်တယ်တချို့လည်းအောက်လန်းရဲ့လို့မသိဘူးတချို့ကအထက်လန်းပုံကိုတွေပေးတယ်ဆိုပြီးတော့လေဖျားစင်မှာကောက်ကောက်တင်တာပို့ဆိုးနော်မကောင်းဘူးနော်အဲ့ဒါလေးဂီယူဆိုင်ဒါနဲ့ပတ်သက်ပြီးဖုန်းကြီးခေါ်တဲ့တရားတွေပြန်နာကြည့်နော်အဲ့သူများလက်ဆောင်ပေးရစေတဲ့အဲ့ဒါဂီယူဆိုင်ကိုယ်အိမ်ထဲမှာစီးပေါက်နေလို့နှောက်ရတာလွယ်နေတာနော်တချို့ကရှေ့မှာပြုံးပြီးတော့လေလက်ဆောင်လာပေးတာတကယ်မေတ္တာအစိမ့်နဲ့ပေးတဲ့အားကြီးလည်းရှိပါတယ် တချို့ကအကြံနဲ့အဲ့ဒီလက်ဆောင်အဲ့ထဲမှာအင်းနေမြုပ်ဒီမကောင်းတဲ့အဆောက်နေထဲ့တာထဲ့ပြီးပေးတာကောရအဲ့လေကိုဟာငါ့အောင်ငါဘသူကဘသူကလက်ဆောင်ပေးတော့တိန်တာအဲ့ရရှိနေတော့အဲ့မှာရှိရအကောင်ကကိုယ်အမြဲတမ်းဒုက္ခပြီးတော့ဒီမိသားစုဒုက္ခပို့ရောက်နေစီးပေါက်နေတာနော်အဲ့အခုနောက်ပိုင်းပြာလူတွေတော့မလုတင်တာဒီမှာလှုပ်လာတယ်ဒီလက်ဆောင်တွေပေးတာပေးတာနောက်ပိုင်းဘလူကြီးလက်ဆောင်ပေးဖျားလက်ဆောင်ပေးရုပ်ပါတော်လေးတွေအဲ့ဖျားထဲမှာအဲ့မကောင်းတိုင်းထည့်ပေးလိုက် ဖျားဆုံးတော့ဘယ်သူမှခြေနေဘက်မှာမထားရဘူးလေဖျားဆုံးမှာကောက်တင်လိုက်တော့ဘယ်သူမှလည်းမထင်ဘူးဖျားဆိုတော့အဲ့ဖျားရဲ့အဲထဲမှာမကောက်နိုင်စီစဉ်လိုက်တာအင်းနေတက်တယ်သွားရောအကောင်းဆုံးတော့သူများလက်ဆောင်ပေးတာမယူတာအကောင်းဆုံးပဲနော်အရာယူရင်လည်းဂယူဆိုင်ကြပါဘောနော်ဂယူဆိုင်ကြပါလုံးဝမယူလည်းတော့မပြောလို့ပါနော်အရာအဓိကမယုံရတဲ့